profit taking ကိုဘယ်လိုမျိုးလုပ်ကြလဲ။နော်ကျွန်တော်တို့က project တစ်ခုမှာရင်းပြီးတော့မြုပ်နှံတော့မယ်ဝယ်တော့မယ်တုတ်ကန်ကိုစပြီးတော့ထည့်တော့မယ်ဆိုရင်ကိုထည့်လိုက်မယ်အမောင်ကိုဝယ်လိုက်မယ်အမောင်ကနံပါတ်1တီကို comfortable ဖြစ်လာ ကိုထည့်နိုင်ရလားကိုရေးရှည်ထည့်ထားနိုင်ရလား မနေ့ပြန်ပြန်လို့မလားတပတ်ခါပြန်လို့မလားဒါတွေကိုကျွန်တော်ထည့်လို့မရ။โอเคဟုတ်ပြီကျွန်တော်ဆုံးဖြတ်ပြီးသားထည့်လိုက်ပြီ။ထည့်တော့ထည့်လိုက်ပြီဆိုရင်ဒါဆိုရင်ဘယ်အချိန်မှပြန်ထွက်မှာလဲ။နော်။အဲ့တော့ပြန်ထွက်ပြီဆိုရင်ရောတခါတည်းနဲ့ထွက်လိုက်မှာလား။နော်။အဲ့ဒါဘာဘာကိုဖြေဖို့စူးစမ်းနေရလဲဆိုဘယ်အချိန်မှကိုကအမျက်ယူမှာလဲ။ဟုတ် ICU 1မှာ ဝယ်ထားကြတယ် ICO2 မှာဝယ်ထားကြတယ် okay ICO2 2ရောက်တဲ့အတွက်မြတ်နေပြီ exchange listing လုပ်တယ်မြတ်အောင်ပါပဲ ICO1 အလူတွေလည်းမြတ်မှာ ICO2 အလူတွေလည်းမြတ်အောင်ပါပဲဘယ်လောက်မြတ်မလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့တော့အဲ့အချိန်ကျရင်ကိုကဘယ်လိုမျိုး profit ယူမလဲအကိုကเออဟုတ်ပြီစောင့်နေတယ်စောင့်နေတာကြာခဲ့ပြီ exchange listing လုပ်တာနဲ့ကရှင်းသမျှ ICO 1 2ဟာအကုန်ရောင်းပြန်မှာကွာဆိုရင် formu ဆိုတဲ့စကားလုံးကိုကျွန်တော်တို့ပြီးခဲ့တဲ့နောက်ဆုံး slide နေ Q&A မတွားခင်မှာတွားခဲ့တဲ့ slide formu ဆိုတဲ့ဟာလေးပြန်ဝင်လာနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့စဉ်းစားကြည့်နေ။ကိုက0.0001နဲ့ဝဲခဲ့တယ် ICO1 မှာ။အဲ့မှာ0.0025ဖြစ်လာတယ်။မြတ်တယ်ထပ်ပြီးတော့မမြတ်သေးခင်မှာကိုကရောင်းလိုက်ပြီ။အဲ SCB token ရဲ့ set တက်တယ် 0. 0.1 0.1ဟာရင်ညာကိုကဘယ်လိုစဉ်းစားတော့ဟာငါတော့ရောင်းမိတာမှားပြီဟမ်မရောင်းမိရင်အခုအဲ့ချိန်မှာကယ်ကူလေတာတွေထုတ်ပြီငါလာမရောင်းမိခင်အခုဆိုရင်ဘလောက်မြက်ပြီငါလာမရောင်းမိခင်ဒီလောက်ဆိုရင်တော့ဘလောက်မြက်နေပြီဟာအဲ့လိုမျိုးကြီးတွက်ပြီလေဆိုတော့အဲ့လိုမျိုးတွက်ပြီဆိုရင်အဲ့ဒါဖိုမိုဝင်တာပဲအဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်ကဘာလုပ်လို့ရတယ်အဲ့ဆိုရင်ဘယ်လိုလုပ်လို့မလဲဆိုတော့โอเคဟုတ်ပြီကိုကအခုတော့เนาะ အာတိန်းတရာဘိုးဝယ်ခဲ့တယ်ဟုတ်ပြီ ICO 1မှာတိန်းတရာเนาะထားပါတော့ ICO 2မှာတိန်းတရာပေါ့เนาะဝယ်ခဲ့တယ်ပေါ့အဲ့ဒါဆိုပြန်ထုတ်မယ်ဆိုရင်အဲ့ဒီချိန်ကျတိန်းအဲ့တရာတရာထည့်ခဲ့တဲ့ဟာလေတိန်း900လောက်လေဖြစ်ဖြစ်နေမှာပေါ့เนาะဆိုအတိန်900လုံးကိုဘာလို့ထားလဲပြန်ထုတ်မှာလဲဒါဒီမှာ strategy နှစ်ခုရှိတယ်ထုတ်တာလေတချို့တွေကဘာလို့လဲဆိုတော့ကိုယ့်ရဲ့အရင်ပြန်ထုတ်တယ်အမြတ်ကိုလှိုင်းစီးတယ်အဲလှိုင်းစီးရဆိုတော့ဘာဘာလဲဆိုတော့ဒီတိုင်းလွတ်ထားတာကိုပြောတာ အာတက်လာကြတာ line line လေးတွေဈေးကတက်လာကြတယ်တက်တယ်ကြတယ်အဲ့ဒါတွေလွတ်ထားဖြစ်ချင်တာဖြစ်ငါကအရင်ထုတ်ပြီးသွားကျန်တာအမျက်ပဲအမျက်တွေကဇနှစဆယ်ဆပွားသွားလဲဘွားပေါ့မပွားလဲဘာဖြစ်တော့မဖြစ်ဘူးအမျက်တွေကိုအရင်မှမပွားဟုတ်ကဲ့ဒါကတနည်းဟုတ်တယ်နော်အော်ကိုရဲ့အရင်ပြန်ရအောင်ယူထားတယ်ကျန်တာတွေအာကျွန်တော်တို့ crypto ထဲမှာ line စီးတယ်ပေါ့ဗျာနော် line စီးကျန်တာတွေ line စီးမယ်โอเคဒါလည်းရတာပဲဒါလည်း strategy တစ်ခုပဲ အဲ့လိုအဲ့လိုလိုင်းစီနေတဲ့လူကဖုန်းမဝင်ဘူးလေဘာလို့ကိုကအရင်ကထုတ်ပြီးသွားရင်အာကြကြပေါ့အင်းကြရောထပ်ဝယ်သင်လားမဝယ်သင်လားစဉ်းစားမှာပေါ့လေနော်ဒါမှမဟုတ်ဘဲနဲ့နည်းနည်းစီပြန်ထုတ်တဲ့သူတွေရှိတယ်ဒါ strategy နောက်တစ်ခုပဲ strategy နောက်တစ်ခုကတော့ okay အဲဇီးနှစ်ဆတက်ရင်10%ရောင်းမယ်ဟာဇီးနှစ်ဆတက်တာ10%သူရောင်းဇီးနှစ်ဆထက်တာ10%ထက်ရောင်းအဲ့တော့ဘာဖြစ်လဲ ဈေးတန်တိုင်းတန်တိုင်းမှာ तू ကရောင်းမဲ့ plan ရှိတယ်။အဲ့အတွက်ဈေးကအများကြီးတက်သွားလဲသူ့မှာရောင်းမဲ့ plan ထဲမှာရှိနေတော့မယ်။ဟိုဈေးက20 20 20နဲ့ဟို10ကတက်မယ်ဆိုဈေးကတော်တော်များနေပြီနော်။အဲတွက်ကြည့်ပါနော် calculator လေးနဲ့20 20 20တိုင်းဘယ်လောက်ရောက်လဲ။ဆိုတော့သူ့အနေနဲ့ကအဲ့10ကမှဟိုအများကြီးအမျက်တွေယူပြီးသွားပြီ။အဲ့တော့ဖုန်မဝင်တော့ဆိုဒီလိုမျိုး plan လုပ်လို့ရတယ်။ဒီနေရာမှာလဲနည်းနည်းဟို ပို့ပြီးတော့ကိုယ့်ရဲ့ idea လေးတွေထည့်ပြီးတော့ဟို plan လို့ရပါသေးတယ်เนาะဈေးနှစ်ဆနှစ်ဆတရာမဟုတ်ဘူးဈေးက10%တက်ရင်10%ရောင်းမယ်စသည်ဖြစ်ပေါ့เนาะပုံစံမျိုးဆို plan လို့ရအဓိကဒီနေရာမှာ point အာ point တော့လုတ်ချင်တာကတခါတည်းနဲ့အကုန်မရောင်းဘဲနဲ့နည်းနည်းစီရောင်းဖို့เนาะဒါ ਉਹ လဲ SDP ကဆော့ဆော့ကကျွန်တော်ပြောရဲ plan နေတဲ့မှာလဲပါပြီးသားကျွန်တော်10%နဲ့10လ unlock လုပ်မှာအဲ့တော့တခါတည်းအကုန်ရောင်းချင်တယ်မနေ့ကရောင်းလို့ကမရပါဘူးเนาะအဲ့ဒါအဲ့ဒါကို protect လုပ်ပေးပြီးသား ဒါဘယ်လိုမျိုးသွားရမလဲအဲ့ဒါကိုမှကိုယ့်အနေကိုထပ်ပြီးလှုပ်ချင်တယ်လှုပ်လို့ရနောက်ဆုံးလုံးဝမရောဘူးတသလုံးကင်ထားမယ်ဟိုတာမီမီတွေအတွက်ဆိုရင်သူတွေလည်းရှိမှာပဲဒီလူတွေကတော့တရားကိုထဲ့ကိုစဉ်းစားကြရမလို့ဒါပေမဲ့ကိုကရောင်းမယ်လို့စဉ်းစားခဲ့ရင်ကျွန်တော်အကြံပေးချင်တာကဝယ်တုံးကဆုံးဖြတ်ချက်ခိုင်မာခဲ့တယ်လို့ဝယ်ဖို့ကျွန်တော်အကြံပေးလို့ရောင်းမယ့်အချိန်တွေမှာလေကိုဘာဆက်လုပ်မယ်ဆိုတာကိုကြိုးစဉ်းစားပြီးတော့ကိုရဲ့ရောင်းတဲ့ plan ကိုလှုပ်တင်တယ်။ဒီတိုင်း အာဒီနေ့တော့ဈေးတက်တယ်မရောင်းလိုက်အောင်မနဲ့ဖြင်ချာလေးကြောင့်ဈေးကနှစ်ဆတက်သွားလို့ခေါင်းကုန်နေအဲ့ဒါလည်းအဆင်မပြေဘူးလေနော်ကျွန်တော်တို့ဟိုစိတ်ခံစားချက်ဆိုတာလေဟိုဆုံးရှုံးမှုရဲ့စိတ်ခံစားချက်ကလည်းအဆင်မပြေသလိုဟိုတက်သွားတာကိုလွတ်သွားတဲ့စိတ်ခံစားချက်လည်းအဆင်မပြေဘူးအဲ့ဒါကျွန်တော်ဘာပြောနေလဲဆိုတာခရစ်တိုခရစ်တိုသမားတွေကောင်းကောင်းသိတယ်နော်အဲခရစ်တိုဟိုခရစ်တိုနဲ့မင်းနီးတဲ့သူတွေတော့ကျွန်တော်အခုပြောနေရလေးတွေကိုလိုက်စဉ်းစားကြည့်ပြီးရင်ကိုမဖြစ်လာအောင် ဘယ်လိုမျိုးကာကွယ်ရမယ်ဆိုတာလေ plan မှုလို့တယ်ဘာလို့ဆိုတော့ဖြစ်လာတော့မှဟာငါတော့ဖြစ်ပြီဆိုရင်နည်းနည်းနောက်ကျနေနောက်အခုကျွန်တော်ပြောရလေးတွေကိုလုတ်တော့မယ်ဆိုရင်အဲ့ဒါလေးလိုက်စဉ်းစားပြီးတော့ဟောငါအဲ့လိုဖြစ်လာရင်တော့ငါဘယ်လိုလုပ်မယ်ဆိုတာလေအဲ့အဖြေလေးရှိထားဖို့လို့တယ်နော်အဲ့ဒါအရေးကြီးတယ်